ဒီနေ့ကအမေတော်ဆန်းစုကြည်ရဲ့အသက်80ပြည့်မြောက်တဲ့မွေးနေ့ဖြစ်ပါတယ်။အမေကျမ်းပါပါစေတို့စတောင်းမြတ်တာပို့တော်ပါတယ်။မြန်မာနိုင်ငံတဝန်းလုံးမှာရှိနေတဲ့ပြည်သူတွေရောဒီပနိုင်ငံတကာကို ရောက်ရှိနေတဲ့ပြည်သူတွေအားလုံးကအမေကျမ်းပါစေကြောင်းစတောင်းမြတ်တာပို့တော်ရရှိပါတယ်။ကျွန်တော်နိုင်ငံပေါ်မှာထားခဲ့တဲ့နေ့ရဲ့စေတနာ ျွန်တော်တို့ပြည်သူတွေပေါ်မှာထားခဲ့တဲ့မေးရမြစ်တာဒီစေရနာမြစ်တာတွေကိုကျွန်တော်တို့ပြည်သူဒုတိယလုံးကအပြည့်အဝခံစားခဲ့ကြရတယ်ခံစားနေကြရပါတယ်မင်းနဲ့တူတူနိုင်ငံရေးချင်းသားတွေအားလုံးငြင်းဆုံးပြန်လည်လွတ်မြောက်ပြီးတော့ဒီသားစုတွေချစ်ခင်ရတဲ့မိစေအပေါင်းတွေတငယ်ချင်းတွေလှုပ်ဖို့ကြိုက်ပဲတည်ပြည်သူတွေနဲ့အတူတူငြင်းဆုံးပြန်လည်တွေ့နိုင်ကြပါစေလို့ सुटाव मारे बेचा मावा बेचा मावा बेचा मावा